မာလူမျိုးတစ်ကုံတဲ့တထေးကြီးဦးငွေစင်းရဲ့ပြတိုက်တီထိုင်းနိုင်ငံမြောက်ပိုင်းလက်ပန်းမျိုးလေကောင်ပေါင်း19ရာစုမြမပီတုကငွေသက်တွေလွှဲချုံထားတဲ့ခန္ဓာကြီးကျယ်လုံးနဲ့တထေးကြီးဦးငွေစင်းရဲ့ပြတိုက်တီရှိပါတယ်ဒီစိပ်ပြီးနှောက်ပါနေတဲ့မိအလေးမောင်နေကြမှာပြတိုက်ရဲ့အဓိကကြတဲ့တန်နေရာမှာမြမကောင်ပေါင်းနှကန်းမွေးနဲ့ခန်းညာချောမောတဲ့လူကြီးတယောက်ရဲ့ဓာတ်ပုံကိုတကန်းတနာချိန်ထားပါတယ်သူကတော့ထိုင်းနိုင်ငံမြောက်ပိုင်းလမ်းပန်းမျိုးရဲ့တမိုင်းမှာ ခန္ဓာကြီးကျယ်ခဲ့တဲ့ဗမာလူမျိုးတထေကြီးဦးငွေစင်ပါထိုင်းတွေကတော့မောင်ငွေစင်လို့စာလုံးပေါင်းကြပါတယ်1900ပြည့်နှစ်အလွန်ကာလများမှာလမ်းပန်းမျိုးလေးစီဘုံဘီပေါမတက်ကုမ္ပဏီနဲ့အတူမြန်မာလူမျိုးကုမ္ပဏီဝင်တန်းတွေတက်ကုံတယ်တွေအစုလိုက်အဝေးလိုက်ရောက်လာကြပါတယ်အရင်ကအထက်အညာကအထမ်းနဲ့မန်ပရားရောက်တဲ့အညာသားတချို့က ရောက်ရှိလာခဲ့ပေမယ့်အဒီကာလမှာတော့ဈေးမင်းလမ်းပန်းစတဲ့ဒေသတွေကိုတက်လုပ်ငန်းနဲ့ဆက်ဆက်တဲ့ဗမာတွေရန်တွေထက်ရောက်လာပါတယ် ၊တကူကလမ်းပန်းကရုံးရှမ်းလို့အများဆုံးနေထိုင်ရာမြို့ပြမြို့ဖြစ်ပါတယ်။ဗမာပြည်နယ်အောက်မှာ200ကျော်ကိုလိုနီဖြစ်ခဲ့တဲ့လမ်းပန်းကအလွယ်တကူပဲရွှေပြောင်းမြန်မာနိုင်ငံသားတွေနဲ့အသားချခဲ့ပါတယ်။1998မှာ1800ဆယ်စုနှစ်များမှာလန်နာရဲ့မြို့တော်တွေဖြစ်တဲ့ဈေးမယ်နဲ့လမ်းပန်းက200ကျော်ကြာမြင့်ခဲ့တဲ့ဗမာပြည်တွင်ရဲ့အုပ်ချုပ်မှုကိုအဆုံးသတ်ခဲ့ပါတယ်။အဲ့ဒီထဲကမှဘဝေဘာမှာတစ်ကုမ္ပဏီနဲ့အတူရောက်ရှိလာတဲ့တစ်ကုံတယ်လီမောင်ဝေစင်က ဆယ်စုံနှစ်နှစ်စုလောက်အတွင်းကိုကြည်ကြည်တက်ချမ်းသာတဲ့တစ်တတိကြီးဖြစ်လာပါတယ်။တစ်တတိကြီးဦးငွေစင်ကလက်ပန်းမျိုးလင်မှာလှပတဲ့အင်ကြီးတဆောင်ဆောက်လုပ်ဖို့အတွက်မြန်မာပြည်ကတော်ဝင်နန်းတွင်းလက်သမားတွေဖြစ်ခဲ့ဦးတဲ့သူတွေနဲ့ဥရောပဘီတူကပညာရှင်များကိုခေါ်ပြီးအနောက်တိုင်းဟန်နဲ့မြန်မာဟန်ကနုတ်ပန်းတွေပေါင်းဆက်ထားတဲ့အင်ကြီးကိုတီဆောက်ခဲ့တာဖြစ်ပါတယ်။အဲ့ဒီအင်ကြီးဟာတိတ်မကြခင်မှာပဲလန်ပန်းမျိုးရဲ့ဘုံယူစရာဘီတူကအထိမ့်မက်ဖြစ်လာခဲ့ပါတယ်။နှစ်ပေါင်းရာချီကြာတဲ့အခါမှာဦးငွေစင်ရဲ့မျိုးဆက်တွေက ဒီအိမ်ကြီးကိုလက်စင်ကန်ထိမ့်သိမ်းခဲ့ကြရတာကနေဒီကနေ့တော့ပြည်တွင်းခရီးသွားများနဲ့နိုင်ငံခြားခရီးသွားများအတွက်တကူးတကသွားရောက်လည်ပတ်ကြတော့မြို့ရဲ့အထင်ကရနေရာတစ်ခုဖြစ်လာနေခဲ့ပါပြီအိမ်အောက်မှာကော်ဖီဆိုင်ဖွင့်ထားပြီးတော့အေပေါ်တက်ကိုတော့1900ပြည့်နှစ်ကျော်ကာလများကဦးငွေစင်မီတားစုရဲ့အတုံးဆောင်လေးနဲ့တူပြတိုက်ဖြစ်နေဖွင့်လှစ်ထားတာဖြစ်ပါတယ်